မှာရောင်လီဝန်ထွန်းလေးခဲ့ပြီနောင်တခင်ရွှေခင်သာသနာဝန်လို့ချီနာရောင်နဲ့နေရောင်လွမ်းမြတ်တာဆွမ်းလေးတီယုံယုံကြည်ကြည်သာသနာပြုဖို့တို့ကြံရွေသည်မြမနိုင်ငံရန်ကုန် ယောဂီမတရားဘယ်နှစ်နာရီလောက်ထိုင်ပြသွားလဲ9နာရီပါဘုရား9နာရီထိုင်ပြတယ်အဲ့ပဒတိမှာပဒတိမှာမဟုတ်ဘူးခုနကပြောတာယောဂီအဲ့ဒီလိုထိုင်နေတဲ့အချိန်မှာရှင်ထဲမှာဘယ်လိုခံစားရလဲဘယ်လိုတွေ့ကြုံနေရလဲအဲ့ဒါလေးမြင်ရမှာအေးချမ်းပါအေးချမ်းနေတယ်နောက်ပြီးတော့အရှင်သာဝရတာတာတာပါ ပတ္တိအင်းဟောပတ္တိရတဲ့ဆိုရင်ယောဂီကိုပီတိတွေရောမဖြစ်ဘူးလားဖြစ်ပါလေဘုရှင်တယ်ဗျာပီတိကိုခန္ဓာကိုကြွတ်တက်တယ်လို့လေးတဲ့တခါတည်းဖြစ်တယ်နော်ဖြစ်တယ်ပါမောဇာတရားထိုင်ရတာပျော်နေတာပျော်ပါဗျာနိဝရဏပယ်ရတဲ့ယောဂီအဲ့ဒီအချိန်မှာအဲ့ချင်တာကိုရှိသေးတယ်မရှိအောင်ဟိုကာမကုံစိတ်တွေကိုတွေးတီတွေးတီရောရှိသေးလားမရှိအောင်အဲ့ဒီအချိန်မှာဒေါသကြီးထွက်နေတာပါရှိတယ် ဆရာကဒီမရနာပြေ။အော်အဲ့ဒီလိုအချိန်ကျရင်ဒီဟောစာအစွမ်းလိုက်ရပြီ။ယောဂီအဲ့ဒီအချိန်မှာတစ်ခုခုစောင့်ရှုမနေဘူးလား။စောင့်ရှုပါမယ်။အော်တကယ်လို့အောက်ကနာလိုလေးဖြစ်နိုင်အောင်တိခန့်စင်ကလေးရောဖြစ်မလား။ဖြစ်ပါဘူး။အဲအဲ့ဒီအချိန်မှာယောဂီဒီခန္ဓာကိုယ်ကြီးကိုညှစ်ကုပ်ထားတာကဆော့လော့တာ။ဆော့လော့တာ။အေးအဲ့ဒါအတရားကကြောင့်လိုက်တိုင်းပဲ။ကဲယောဂီအဲ့ဒီအချိန်မှာဟိုဘိုင်းစာရဲဟိုငွေရည်နဲ့အချင်းနဲ့စဉ်းစားစိတ်ကမရှိသေးဘူး။ ဖြစ်ပါဘူး။ဟိုကြက်သားစားမှဆိုလည်းစိတ်မရှိသေးတာ။ဖြစ်ပါဘူး။တန်တော်သားလည်းဖြစ်ပါဘူး။ Okay ယောဂီအဲ့ဒီအချိန်မှာအတိနဲ့တတိလေးရောကတ်မနေဘူးလား။ကတ်နေတယ်။ကတ်နေတယ်။ကဲယောဂီအဲ့ဒီအချိန်မှာမျက်စိရောကိုကြည့်ဒီကြည့်ရောရှိသေးတာ။ဖြစ်ပါဘူး။အိန္ဒရေနဲ့ထိုင်တာဖြစ်ပါဘူး။တီလာလေးအပန်းအပေါ်ရဆောင်ဖြစ်သွားတာ။ဒါကြောင့်ယောဂီကဒီအထက်အဆင့်ကိုရောက်ရင်အောက်ကအဆင့်တွေပုံများတယ်ပေါ့။ကဲဘာများသွား ယောဂီများဖန္နနာထိုင်ရတယ်ဖန္နနာအဲ့ဒီလိုယောဂီကိုမှမစရာပတ္တိရတယ်လို့ဆရာကတော့ပြတယ်အဲ့ဒီလိုအစင်ကျွန်တော်ကပြောရတယ်တရားအောက်တယ်တရားအောက်တယ်ဆိုတာတရားလောကကြီးကအေဂျင်နဲ့ပေါ့ပတ္တိလောကဒီအောင်လေးဆိုတာအခြေခံအစစ်လေးဒီနေရာကြီးကလောကကြီးနဲ့တရားလဲချားပါတယ် ဒီဘက်လောကဆိုအပူလောကလည်းကပူနေတယ်အဲ့ဒီပဒတိလောကကကိုရောက်သွားရင်အေးလောကဘာလို့ပြောလဲတရားကြီးပြီးအမြတ်စေဆိုတာအဲ့ဒီလောကရင်းတွေကိုပဒတိအေဂျန်ဆိုတာရောက်တော့ဒီလိုပါဒီဘက်အူလောကနေပြီးတော့အေဂျန်နဲ့လောကတရားလောကကိုဖောက်ဝင်သွားတယ်ဒီလိုပါအဲ့ဒီအစိမ့်တွေကတရားအောက်